အားလုံးပဲမင်္ဂလာပါ SS Sports Star Channel ကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့ Premier League ပွဲစဉ်၄ရဲ့အဓိကအဖြစ်အပျက်တွေအားထားရတဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလူတိုရှင်းသုံးသပ်ချက်ဗီဒီယိုကိုပြင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်၄ကတော့တင်းကြီးတွေအတွက်ဖက်ခဲရှိခဲ့သလိုပြောင်းရွှေ့ပိတ်ပြီးနောက်ရောက်ရှိလာတဲ့ကစားသမားအသစ်တွေရဲ့ စွန့်ပြမှုတွေလည်းပါဝင်ခဲ့ပါတယ်။ဘယ်ပွဲတွေကစိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့လဲ။ဘယ်သူတွေကပွဲရဲ့သူရဲကောင်းဖြစ်ခဲ့ကြတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဗျာ။ပွဲစဉ်လေးမှာတော့အမတ်ပေးစရာအပေါ်ပိုင်းရအသင်းတွေဟာအနိုင်သုံးမှတ်ကိုစီရရှိခဲ့ကြတာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မန်ချက်စတာစီးတီးနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဒါဘီပွဲကိုပြောရမယ်ဆိုရင်ဟာလန်ကဂိုးနှကိုသွင်းပြီးသူ့ရဲ့တိုက်စစ်ဆွဲရည်ကိုပြသခဲ့ပါတယ်။ဖိုရန်ရဲ့ဂိုးနဲ့အတူစီးတီးကသူတို့ရဲ့အရေးအသွေးကို ပြသခဲ့ပြီး လုံးခုကိုမရှိဆိုတဲ့ရလန်နဲ့အပြက်အသက်အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ဘန်လင်နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာလီဗာပူးကလည်းအခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ကွဲပြီးကနေအချိန်မှာမိုဟာမက်ဆာလာရဲ့ပယ်နယ်တီဂိုးနဲ့အတူတကူကိုမရှိဆိုတဲ့ရလန်နဲ့အနိုင်သုံးဘက်ကိုစုပ်ကိုင်နိုင်ခဲ့ပါတယ်။စပါးရဲ့ဝက်ဆန်ပွဲစဉ်မှာဆိုရင်ဝက်ဆန်ကစားသမားဆိုကတ်စ်တယောက်အနီးကပ်အပြတ်ခံရပြီးစပါးက၃ဂိုးသွင်းပြီးတက်တောက်တက်တာအနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒီဘက်မှာဇာဗီဆိုင်မွန်နဲ့လူကတ်ဘာဘယ်တို့လိုကစားသမားအသစ်တွေခြေစွမ်းပြမှုကစပါပရိသတ်တွေအတွက်အားရစရာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ပွဲစဉ်လေးရဲ့အသေးအတန်အဖြစ်ခဲ့ဆုံးပွဲကတော့ Brentford နဲ့ Chelsea တို့ရဲ့ပွဲပါ။ Chelsea ဟာပွဲပြီးကနေမှ Kaiser တို့ရဲ့ဂိုးနဲ့အနိုင်ရတော့မယ်လို့ထင်ခဲ့ရပေမဲ့ Brentford အတွက်လူစားဝင်လာတဲ့ Fabio Carvalho ကနောက်ကျခြေပါကိုတွင်ပြီးတရေတမှတ်ကိုအရယူသွားခဲ့တာပဲဖြစ်ပါတယ်။ဖူဟန်နဲ့လီဆိုရဲ့ပွဲမှာတော့ ပွဲပိဆုံးကနေအချိန်မှာလစ်ချန်စစ်မှုဂူမွန်ဆိုရဲ့ကုကုကိုသွင်းမှုကြောင့်ဖူဟာသူတို့အတွက်ပထမဆုံးအကြိမ်ဖြစ်အနိုင်သုံးမှတ်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ဗန်လီအသင်းကလည်းပွဲပိကန်ဒီမှာပန်နယ်တီနဲ့ရှုံးခဲ့ရတဲ့ဒုတိယမြောက်ပွဲဖြစ်မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းကိုနောက်ဆုံးမိနစ်ပန်နယ်တီနဲ့အရှုံးပေးခဲ့ရပြီးဒီတစ်ချိန်မှာတော့ဗန်လီရဲ့ဥက္ကဋ္ဌကအနီးကပ်ထိခဲ့ပြီးနောက်ဆုံးမိနစ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ အခုတပတ်ပွဲစဉ်လေးမှာတိတာထင်ရှားခဲ့တဲ့အချက်တွေကတော့အသင်းသစ်တွေမှာရောက်ရှိလာတဲ့ကစားသမားအသစ်တွေရဲ့အရေးပါတဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။ယူကာစင်အသင်းမှာဆိုရင်စန်ချိန်တင်ပြောင်းချွေခြင်းနဲ့ရောက်ရှိလာတဲ့ Nick Watermedia သူ့ရဲ့ပွဲဥထွက်မှာပဲအနိုင်ကိုကိုတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ Everton ရဲ့ပွဲမှာဆိုရင်တော့ကိုသမားမာတီနက်စ်ရဲ့လက်ဆွမ်းပြမှုတွေက Villa အတွက်ပည့်ရီတမှတ်ကိုရရှိစေခဲ့တာပဲဖြစ်ပါတယ်။ Overhampton ကတော့ဒီယာတီမှာပွဲစဉ်၄ပွဲဆက်တိုက်ရှုံးနေပြီးအောက်ဆုံးအဆင့်မှာရပ်တည်နေခဲ့ရတာဖြစ်ပါတယ်။ ထုံမုံပြီးပြောဆိုရမယ်ဆိုရင်တော့ပွဲစဉ်လေးကမမျော်လင့်တဲ့ရလဒ်တွေကစားသမားတစ်တွေရဲ့အစွမ်းပြမှုတွေနဲ့စိတ်လှုပ်ရှားစရာအပြစ်ဖြစ်ခဲ့တာပါအခုဗီဒီယိုနဲ့ပတ်သက်ပြီးတော့သင်ရဲ့ထင်မြင်ချက်ကို comment မှာရေးသားပေးပို့နိုင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါဦးဆိုခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်